สวัสดีค่ะอารมณ์ไม่มีละပါရှင်ဖေမန်တိုင်းစကပြောတင်တန်းကဆီယမနာဟိုဟန်ဖြစ်ပါတယ်ရှင်ဆီယမဒီနေ့ဘောနော်ထိုင်းနိုင်ငံရဲ့ရှေးဟောင်းမျိုးတော်ဖြစ်တဲ့စုခိုထိုင်းမျိုးတော်ကိုရောက်နေတာဖြစ်ပါတယ်ရှင်စုခိုထိုင်းမျိုးဟာဆိုလို့ရှင်တော့ထိုင်းနိုင်ငံရဲ့ပထမဦးဆုံးဘောနော် first empire ဖြစ်ပါတယ်73ညစုလောက်ကနေပြီးမှစတင်တည်ထောင်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်ရှင်အခုဆီယမရဲ့အနောက်ကဆိုလို့ရှင်တော့ Paul Khunram Campaign လို့ခေါ်တဲ့ဘရင်မင်းမြတ်ဖြစ်ပါတယ်ထိုင်းနိုင်ငံရဲ့ဒီ73ညစုမှာစုခိုထိုင်းရဲ့တတိယမြောက်မင်းဆက်ဖြစ်ပါတယ်ဒီမင်းဆက် လေးအကြောင်းနည်းနည်းပြောပြချင်ပါတယ်။ဟော့ခွန်ရမ်ကမ်ဟန်ကခရစ်နှစ်1283ခုနှစ်မှာအခုဆီယမတို့လေ့လာသင်ယူနေတဲ့ထိုင်းစာပေကိုစတင်ပြီးမှတည်ထွင်ခဲ့တဲ့ဘီရင်လည်းဖြစ်ပါတယ်ရှင်။အဲ့တော့ကျောင်းသားတွေမြင်ဆီယမကြီးထိုင်းဘာသာစကားကိုတည်ထွင်ခဲ့တဲ့ပုဂ္ဂိုလ်ကဘယ်သူလဲဆိုတော့ဒီဘီရင်ပဲဖြစ်ပါတယ်ရှင်။ဟော့ခွန်ရမ်ကမ်ဟန်လို့ခေါ်ပါတယ်နော်။ဟုတ်ပါပြီရှင်။ဆီယမဒီနေ့ရောက်သုံးလေးပေါ့နော်။ဒီ folk program ခံဟန်ရုပ်ထုလည်းတွေ့လာတယ်တတိယရောလို့ဒီ blog လေးကိုရိုက်ပြတာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့1983ခုနှစ်မှာစတင်တည်ထွင်ခဲ့တဲ့စာပေဖြစ်တဲ့ တွက်ထိုင်းဘာသာစကားဆိုလို့ရှိရင်အခု2023ခုနှစ်နဲ့ပြန်ပြီးရောရေးသွက်လိုက်မယ်ဆိုရင်တော့နှစ်ပေါင်း940တိုင်ခဲ့ပြီဖြစ်ပါတယ်။အားလုံးတွေဗဟုသုတတူတူထထလေးကိုလာပြီးရော sharing လုပ်ပေးတာဖြစ်ပါတယ်ရှင်။အားလုံးပဲကြိုးရှိမယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးများတင်ပါတယ်ရှင်။ขอบคุณมากค่ะ။ Bye bye ค่ะ။